မင်္ဂလာပါဒီနေ့မှာတော့ဇိုင်းမင်းတိခရေးသားထားတဲ့ဇာပလင်းနင်းမောင်ဝတ္ထုတုပေါင်းချုပ်စာအုပ်ထဲကဇာပလင်းနင်းမောင်ရဲ့မပြေတဲ့ရန်ညိုးလို့အမည်ရတဲ့ဇုံတော်ဝတ္ထုလေးကိုဖတ်ပြပေးချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကတော့ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဝတ္ထုတုဝတ္ထုရှိတွေကိုနေ့စဉ်ညနေတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့ကြံ့နေတဲ့တည်းဆိုရင်တော့ channel လေးကို subscribe လုပ်ထားပြီးဖို့အတွက်တောင်းဆိုချင်ပါတယ်မြန်မာပြည်ကကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကတော့ကျွန်တော်ကို support လုပ်ပေးခြင်းနဲ့ဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးပါ ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်လေးကိုစလိုက်ကြရအောင်စားပလင်းနှိမ့်မောင်နဲ့မပြေတဲ့ရန်ညိုတနေ့တနေ့ကျွန်တော်ဒီပြင်းကြီးညင်းငွေလာတော့ကြောင့်ကျွန်တော်ဤမိတ်ဆွေကြီးစားပလင်းနှိမ့်မောင်နေထိုင်ရာ195ဘိုလင်လန်းအိမ်တို့မော်တော်ကားဖြင့်ထွက်လာခဲ့ကြသည်တွင်တို့ကျွန်တော်ရောက်တော့အခါတကားပိတ်ထားသဖြင့်တကားကိုခောက်လိုက်ရာအတွင်မှစားပလင်းနှိမ့်မောင်က အိုင်ဘီဝင်ခဲ့လေဗျာတကားဆေးုံစေးထားတာပါတွေ့ခါကျွန်ုပ်ကတကားကိုတွန်းဖွင့်ပြီးဝင်သွားလိုက်လေ ထိတ်လန့်ကြောင်းအပွဲကောင်းလာသောအချင်းအရာကိုတွေ့ရသည်။ဇာပလင်နေမောင်သည်စပွဲပေါ်တွင်လက်ပြက်ကြီးနှစ်ခုကိုတင်၍မန်ဘလူးဖြင့်ကြည့်ရှုနေသည်။လက်ပြက်ကြီးနှစ်ခုစလုံးမှာလက်ကောက်ရက်နေရာမှတိတိကျကျပြတ်ထားလေသည်။ထို့ကြောင့်ကျွန်ုပ်ကအိုက်စီဆော့ဆော့ဆီဆီဖြာကျွတ်တည်မရှိမင်္ဂလာမရှိဘဲနဲ့လုံနေတာတော့သူတို့ပြောလိုက်ရာဇာပလင်နေမောင်ကမနေ့ကစားတိုက်ကနေပြီးတော့အငိမ့်ထောင်ဆရာဥဖုံးညိုစီက ပါဆယ်ထုတ်တထုတ်ရောက်လာတယ်ဗျာဟောတာပဲဒုသူစုကစပွဲတွင်ချထားသောတန်ဖြူဘစ်ကွတ်ဘူးတပူးကိုကျွန်ုပ်ရှိသူ တင်ပြလိုက်သည်ဘစ်ကွတ်ဘူး၌လည်းစက်ကူများကတ်ထားပြီး အဖုံးပေါ်တွင်လိပ်စာကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားသည်ကျွန်ုပ်သည်စူပါပါဆယ်ထုတ်ကိုကြည့်ပြီးစက်ပေါင်အိုက်စီယာဒုသူကျွန်ုပ်ကပြောလိုက်ရာ စာပလဲနှင်းမောင်ကအဲ့ဒီပါဆယ်ထုတ်ကို ဖွင့်လိုက်တော့စားတွင်နဲ့အပြစ်သိပ်ထားတဲ့ ဟောဒီလက်ပြတ်တစ်ခုထွက်လာတယ်ဗျအဲ့ဒါကိုလည်းမြင်ရောဥဖုညလည်းပဲပလက်လန်လဲကြတော့တာပဲအဲ့ရနဲ့ခက်ကိုအကြောင်းကြတော့ရာဇဝတ်ကိုကိုသန်းမောင်တို့ကိုညွန့်ဆိုးတို့ရောက်လာပြီးဥဖုညကိုမေးလာဆန်းလာလှုပ်ကြတော့တာပဲပြီးတော့ကျုပ်ကိုခေါ်ခိုင်းလိုက်တာဗျအဲ့တော့ကျုပ်လည်းလိုက်သွားပြီးအဲ့ဒီလက်တွေနဲ့ပါဆယ်တို့ကိုယူပြီးပြန်လာတာမင်းညခွန်နိုင်ကအိမ်ကိုပြန်ရောက်တယ်အဲ့ဒီကလေးကကျုပ်ထမ်းပြီးအလုလုနေတာကိုချင်းတီးပဲ ထို့ကြောင့်ကျွန်ုပ်သည်အခန်းထောက်တွင်ဓမင်းစားသည့်ပုဂံများလက်ဖိပုဂံများကပြောကုန်များစစ်လက်တို့များကိုတွေ့ရသည် ထို့အချိန်၌ပင်တာမွေခန့်၌ရာဇဝတ်ကိုသတ်မောင်ရောက်ရှိလာပြီလေစာပလေးနှစ်မောင်ဘယ်လိုလဲမစ္စတာရှာလော့ဟိုမနေ့ကလက်ပြတ်နှစ်ခုအကြောင်းပြောပါဦးဒူဒူဆိုသည်ထို့အခါစာပလေးနှစ်မောင်ကညတစ်ခေါက်လာခဲ့စမ်းပြဒူဒူပြောလိုက်ရာရာဇဝတ်ကိုသတ်မောင်ကအဲ့အတွက်ကျွန်တော်တို့ဘာမှအလုပ်မလုပ်ဘူးနော် ဆရာသမားကိုအားလုံးပုံအပ်ထားပြီးသားသူတို့ပြောက၎င်းကိုတန်းမောင်သည် ကျွန်ုပ်အားဆလံပေး၍ထွက်သွားလေတော့သည်ထို့နောက်စာပလီနှစ်မောင်ကထိုလက်ပြချင်းတစ်ခုအားပါဆယ်ဘုံးတဲ့သူထဲကစားများဖြင့်ပြန်၍တိတ်သည် ပြီးလျင်ကဲအိုင်ပြီအညောင်းပြေလမ်းလေးပါလေရှောက်သူတို့ပြောလိုက်သည်ထို့နောက်ကျွန်ုပ်တို့နူးသည်အိမ်တကားကိုပြေး၍အပြင်သို့ထွက်လိုက်ပြီးကျွန်ုပ်ကအညောင်းပြေနောက်တော့ရှောက်တာပေါ့ဗျာအခုတော့ကျုပ်မှကားပါပါတယ် ခမရသွားခြင်းတဲ့နေရာကိုကားနဲ့ပို့ပေးပါမယ်။သူတို့ပြောလိုက်တဲ့ပြင် စာပလင်နှင်းမောင်သည်ကားပေါ်သို့တက်၍၎င်းကမောင်းလေသည်။ဘလို့လဲဟုကျွန်ုပ်ကမေးလိုက်ရာစာပလင်နှင်းမောင်ကအငိမ့်ထောင်ဆရာဥဖုညိုအိမ်ကိုသွားမယ်ဗျာ။ထို့နောက်စာပလင်နှင်းမောင်က secret တလေးကိုမင်းညီ၍ရှိုက်ဖွာကကားကိုစတင်မောင်းသည်။မြားမကြမီ၌ပင်ဥဖုညိုဤအိမ်သို့ရောက်ရှိသွားသည်။ဥဖုညိုသည်ပလက်ကလက်ထိုင်ပေါ်တွင်ထိုင်ရင်းဈေးတံကိုခဲ့၍ ်တစုံတစ်ခုကိုစဉ်းစားနေသည်ကျွန်တော်တို့ကိုမြင်လျင်ဥဖုညိုကလာပြန်ပြီလားပလိတ်တွေပါဆယ်တို့ရောက်လာကြတဲ့ကအိမ်ကိုပလိတ်တွေရောက်လာလိုက်တာချောင်းပေါက်မတက်ပါပဲဗျာတွေ့ခါစာပလိတ်နှစ်မောင်ကကျွန်တော်လာတာခမရဲ့လက်တစ်ဖက်ကိုနှမျောလို့ပါတို့တို့ပြောဆိုကဥဖုညိုနဲ့မျက်နှာချင်းဆိုင်ကလဲထိုင်တွေဝင်၍ထမ်းနေသည်တို့နောက်စာပလိတ်နှစ်မောင်ကဒီလက်ပြတ်နှစ်ခုနဲ့ပတ်သက်ပြီးဥဖုညိုကဘယ်လိုများထင်တယ်လဲ ကျုပ်ထင်တာကတော့ကျုပ်စီမှာအလွတ်လွတ်ဖူးတဲ့လူပြက်တယောက်ကကျုပ်ကိုနောက်လိုက်တာထင်တာပဲဗျာတို့ကစပလိနေမောင်ကအဲ့လိုစိတ်ကူးလည်းမရိုင်းပါဘူးလေဒါပေမဲ့လူရဲ့လက်ပြက်လက်လက်ဆက်ဆက်နှစ်ခုရဖို့ကတော့ခမရနောက်ကျင်တဲ့လူပြက်ဟာစွမ်းဆောင်နိုင်ပါမလားဗျာတို့ကဥဖုညုကနောက်ကျင်တဲ့လူများဖို့နောက်ဆရာပစ္စည်းဟာရှားလို့ခက်မယ်မထင်ပါဘူးဗျာတို့ကစပလိနေမောင်က ခန်းစည်းနေရာတွင်ချိတ်ထားသောလူနှစ်ဦး၏ဓာတ်ပုံကိုကြည့်ကာဟောပုံကဥဖုညုံညီကိုနှစ်ယောက်တွဲပြီးတော့ရိုက်ထားတဲ့ပုံပဲဒါပေမဲ့မူလက၃ယောက်ရိုက်ထားတာပဲဗျတယောက်ရဲ့ပုံကိုတော့ခမရအနေနဲ့မမြင်ချင်းမတွေ့ချင်းလို့ခလိထုတ်ပြီးပြန်ကူးထားတာသူကဲ့သို့စာပလင်းနေမောင်ကပြောလိုက်ခါဥဖုညုံကပလိတ်ထဲမှာတော့ခမရအတော်မျက်စိစူးရလူပဲဗျခမရပြောတာမှန်ပါတယ်ဗျထိုင်နေတဲ့ပုံကကျုပ်ပုံဗျဘေးမှာ မတ်တက်ရက်နေတဲ့ပုံကရင်ငယ်ဖူးပြိုပြကျုပ်လှီးထုတ်လိုက်တဲ့ပုံကကျုပ်ညီအလက်ဖူးမျိုးပဲဗျဒီကောင်ကိုမကြည့်ချင်လို့လှီးထုတ်ထားတာဒီကောင်ကလူရှုပ်အရင်ကကျုပ်နဲ့တူတူနေတာပဲကျုပ်စီကလက်ထောက်ညီမင်းသမီးလေးကိုဖူးပြိုကိုခိုးပေးပြီးအိမ်ကထွက်သွားကြတဲ့ကညီကိုချင်းတင်ငက်ပြက်လှုပ်လိုက်တာဒီကိစ္စသိကြလိုက်မယ်မထင်ဘူးဗျသူကတည်းကစာပလင်းနှစ်မောင်ကပြောလိုက်တယ်မှန်တာပေါ့ဗျာတနေ့လောက်ပဲရှိသေးတယ်သူတို့ဥဖုံညိုကပြန်ပြီးပြောသည် ။ကမြညီလက်ကိုဖူးမျိုးကညီငယ်ကိုဖူးမျိုးအတွက်ခမားစီကအငယ်မင်းသမီးလေးကို ခိုးပေးတယ်ဆိုပါတော့ဗျာ။ဒီလိုဆိုရင်လည်းပဲဓာတ်ပုံကိုလှိထုတ်เสียရှိရင်အငယ်မင်းသမီးကိုခိုးသွားတဲ့ကိုဖူးမျိုးရဲ့ပုံကိုပါလှိထုတ်တင်တာပေါ့။ကျုံညီလေးဖူးမျိုးကဘာမှသိတဲ့ကောင်မဟုတ်ဘူးဗျာ။အလက်ကောင်ခြေလေတာဒီလိုခိုးပြေးပြီးမှတောင်းပါ။ကောင်ကကျုပ်ချစ်တော်ကို လာဖက်ပြီးငိုလာယူလာနဲ့ဖူးပြူပူစားလို့သူလို့ရတာပါ။ သူ့မှာအပြစ်မရှိပါဘူးလို့ဆိုပြီးတောင်းပန်ပါလို့ကျုပ်ကလက်ခံလိုက်ရသေးတယ်။နောက်တော့ဒီကောင်ကအကျင့်မပြောက်ဘူး။အငြိမ်းမင်းသမီးတွေနဲ့စိုင်းရင်လာရှုပ်ပြန်ပါတော့။အဲ့ဒီခါကျုပ်မောင်းထုတ်လိုက်တာ။အခုတော့ဟိုဘက်လမ်းထိပ်မှာဈေးဆိုင်လေးဖွင့်ပြနေလေ။တူတူဥဖုညိုကပြောလိုက်သည်။ထွက်ခါစာပရင်နစ်မောင်ကစိတ်တော့မရှိပါနဲ့ကိုဖုညိုရဲ့ခမရကြီးငယ်ဆိုးကိုဖူးပြူတယောက်ကဘယ်ရောက်သွားပြီလဲဗျဒီကောင်ကလူပြင်းဗျာ လက်ကြောတင့်အောင်လှုပ်ရှားတဲ့ကောင်မျိုးမဟုတ်ဘူးမိမအောင်အညိတ်ကခိုင်းပြီးသူကအိမ်မှာဒူးနှံ့ပြီးနေနေတာမော်ဘီမှာနေလေရဲ့ဗျာသူတို့ဥပုညိုကပြောသည်တွဲခါစားပလင်းနဲ့မောင်ကဒါလောက်တည်ရရင်တော့ပါပြီသူတို့ဆိုကဒွေအိမ်မှာဆင်းသွားလေသည်သူတို့ဆင်းခဲ့ပြီးလျင်လမ်းဤတဖက်ထိတ်တွင်ရှိသောကိုဖုမျိုးဤဆိုင်သို့သွားကဈေးရောက်နေသောကိုဖုမျိုးကိုတွေ့ရသည်ကျွန်တော်သည်၎င်းကိုဖုမျိုးကိုမြင်လျင် ။ညီကိုကတယ်ပြီတော့ရုပ်ချင်းစင်ပါလားဗျ။တို့တို့ပြောလိုက်လေသည်။ထို့နောက်ကျွန်တော်တို့သည်၎င်းဆိုင်ဤသို့ချင်းကပ်သွားရာတို့တို့နှုတ်ဦးကိုမြင်တော့ကိုဖူးပြူကဈေးဝယ်ရင်ရောက်မယ်။တောင်းမေးတောင်းမေးလာမမင်းနဲ့ဘာမှမဖြစ်ဘူး။တို့တို့ခက်ပြပြပြောလိုက်သည်။တွေ့ခါစားပလိနှင်းမောင်က မမင်းနဲ့ဆိုလည်းမမေးပါဘူးဗျာ။ခမရဲ့လက်တွေဆွန်းဆွန်းလွင်လင်းရှိသေးတယ်နော်။ခမရရဲ့အကူအိမ်ကိုတော့လက်ပြတ်နှစ်ဖက်ရောက်နေပြီ။ဒါတွေလာမပြောနဲ့ဗျာ လက်ပြက်ပြက်ခြေပြက်ပြက်ကျုံနဲ့ဘာမှမဆိုင်ဘူးထွက်ခါစာပလင်းနဲ့မောင်ကစိတ်မရှိပါနဲ့ကိုဖူးမျိုးရဲ့မေးစရာမေးခွန်းတော့မေးပြစီပြခမားညီလေးကိုဖူးပြူကအငိမ့်သမားလေးကိုပြီးခဲ့တဲ့နှစ်ကခိုးပြည့်တယ်ဆိုပဲကျုပ်တီးရတဲ့လောက်ကတော့ကိုဖူးမျိုးကြိုက်တာကငိမ့်မင်းသမီးကလေးတယောက်တည်းမဟုတ်ဘူးပြနှစ်ယောက်ပြန်ကြိုက်ကြတော့ဆိုပဲအဲ့ဒါလေးပဲဟုတ်မဟုတ်ပြောပါဒါတော့မှန်ပါတယ်သူ့ရဲ့ရသွားတာကစင်တာလေးဆိုတဲ့အငိမ့်သမားလေး သူ့ကိုကြိုက်နေတာကများတာလေးဆိုတော့အငင်းသမားလေးရှိပါသေးတယ်။ထွက်ခါစားပလေးနဲ့မောင်က တော်တော့ပါပဲကိုဖူးပြူဒို့တို့ဆိုကမော်တော်ကားဖြင့်ကြီးမြင့်နိုင်ဘူတာတို့သွားရောက်ပြီလေရုံပိုင်းရုံကန့်တို့ဝင်သည်ကျွန်တော်မှမူအပေါ်သွားခြင်းတို့သည်ဖြင့်အိမ်သားတို့ကပြားကရာပြေးသွားကြရသည်ကျွန်တော်ပြန်လာတော့အခါစားပလေးနဲ့မောင်သည်ရုံပိုင်းကြီးရုံကန့်မှ ပြန်၍ထွက်လာပြီဖြစ်သည်ဒို့နောက်စားပလေးနှင်းမောင်ကပင်ကဲအိုင်ဘီအိမ်ပြန်ကြစို့မကြခင်မှာတေုတ်တန်းဝင်ပြီးတော့ အခောက်တင်တဲ့ထမင်းစားကြအောင်ဗျာဒုသူဆိုတဲ့ပြင်တရုတ်တန်းလိုက်ပါလာခဲ့ကြပြန်သည်တရုတ်တန်း၌ထမင်းစားပြီတော့အခါစားပလင်းနှင်းမောင်၏အိမ်သို့ပြန်လဲတွားရောက်ကပက်လက်ကလက်ထိုင်တလုံးစီ၌ထိုင်၍အနားယူနေကြသည်ညနေပတ်ရောက်တော့အခါရာစုပ်အုပ်ကိုတန်းမောင်ရောက်လာပြီလေစားပလင်းနှင်းမောင်အားဘလို့လဲပမာချလို့ဟုတ်ဒုသူမေးလီတော့သည်တို့အခါစားပလင်းနှင်းမောင်ကကဲကိုတန်းမောင်တန်လင်ကြက်ခေါက်ဖျားပွဲချင်းချင်းတဲ့ကျင်းပနေပြီဗျာ အဲ့ဒီမှာအငိမ့်တွေဆက်တွေစုံနေတာပဲအဲ့တော့အဲ့ဒီဖျားဘွဲကိုခမရသွားစိန်တာလီဆိုတဲ့အငိမ့်မင်းသမီးအငိမ့်ကနေလိမ့်မယ်မဖမ်းနဲ့ဦးဘွဲပစ်သွားလိမ့်မယ်မိုးလင်းတဲ့အထိထမ်းပြီးတော့ပွဲကြည့်မိုးလင်းတော့မှစိန်တာလီကိုဖမ်းပြီးခေါ်ခဲ့ဗျာသူတို့ပြောလိုက်ရာရာစုကိုတက်မောင်လေကိုတာပဲအမှုထမ်းကောင်းလက်မှတ်တဆောင်တော့ရတော့မှာပဲသူတို့ဆိုကကစုံဆိုင်၍ပြေးလီတော့သည်တွေ့ခါကျွန်ုပ်ကစားပလေးနှင်းမောင်အားအိုင်စီစိတ်ချရပါမလား ိုသက်မောင်ကစိတ်ချပါတယ်တရားခံပေါ်အောင်သာမစင်းစားတတ်တာပေါ်ပြီးသားတရားခံကိုလွတ်မတော့အောင်တော့ဖမ်းတဲ့နေရာမှာဝိတ်ပဲပြူဒုညာကညနေစာကိုတီတာလန်းရှိကလားကပြားမှမက်ကြီးဆိုင်တွင်ပင် စားကြလေသည်ဒုနောက်စာပလင်းနှင့်မောင်အိမ်၌ပင်အိတ်ဆက်လိုက်ကြသည်ညဆယ်နိုင်ထိုးလောက်တွင် တကားခောက်တန်ကြားသည်ဖြင့်စာပလင်းနှင့်မောင်က ကိုသားမောင်ကတော့ပြောတဲ့အတိုင်းမလုပ်ဘဲကိုရိုးကာယလှုပ်လာပြန်ပြီပြူဒုနောက် တကားကိုစာပလင်နှစ်မောင်ကဖွင့်ပြလိုက်ရာရာဇဝကိုသက်မောင်ဝင်လာလေတော့သည်ထွက်ခါစာပလင်နှစ်မောင်ကမလို့လို့တာလေကိုသက်မောင်ကြိုပြောတဲ့အတိုင်းဘာဖြစ်လို့မလို့တာတော့ဒုဒုမေးလိုက်ရာရာဇဝကိုသက်မောင်ကပွဲမထွက်ခင်ဖမ်းလာတာပါဗျာပရိသတ်ကိုအနောက်ရှက်မဖြစ်ပါဘူးပြီးတော့လည်းပဲတရားခံမှန်းသိရနဲ့သူကနေတာကိုကြုတ်ထိုင်းပြီးတော့ကြည့်မနေနိုင်ပါဘူးဖမ်းကျင်စိတ်တွေပေါ်လာပါပါအဲ့ဒါကြောင့်မလို့စောစောစီစီဖမ်းလာတာခမရအပြစ်တင်လည်းခံရပါပဲ တဲခန့်စင်တာလီကိုတော့ဂတ်မှထားခဲ့ပြီသင်္ဘောပေါ်မှာသူကကျုပ်ကိုအာလုံဖြောင်းချက်ပေးပြီးသွားပြီထို့ကြောင့်ကျုပ်ကဘယ်လိုဖြောင်းချက်ပေးတာတော့ဝင်၍မေးလိုက်ရာငကူကပင်ပြောချင်နေသောကိုသန်းမောင်သည်ခရရည်တုံပြောလိုတော့သည်ဒီလိုဆရာသမားတို့ရဲ့စင်တာလီကကိုဖူးပြူကိုအငိမ့်ကကျွေးနေတာကိုဖူးပြူကအိမ်မှာကြံရက်ခဲ့ပြီးအရက်လေးတမျှမျှနေနေတာစင်တာလီခမရမာတော့အရက်တကာနေတကာလှဲ့ပြီးရော အငိမ့်ကညာကြီးတွေကိုစားရိုက်ကနေပြီးသူ့ရောက်ကြစီပို့ပေါ်ဗျာအဲအားလေးတွေကိုယောက်ျားလုပ်တဲ့သူကလည်းအမနာတန်ထိုင်ပြီးတော့သုံးဖြုတ်နေတာပေါ့ဗျာအဲ့ဒီမှာမြားဒါလီကလည်းစိန်ဒါလီနဲ့ပြိုင်ပြီးဒီကောင်ကိုပိုးခဲ့ကြတာမို့လားသူမရလိုက်တာကိုပဲမြားဒါလီကဘယ်ကြင်မလဲဗျာအဲ့ဒီမှာပဲကိုဖူးပြိုရဲ့အကိုကိုဖူးမျိုးနဲ့ကပ်ပြီးစိန်ဒါလီမရှိတဲ့ခါမှာတဖက်လက်နဲ့နောက်ကဝင်တာပေါ့ကိုဖူးပြိုဆိုတဲ့လူကလည်းယောက်ျားတမန်နဲ့ အောင်သွဲခရရင်ဘယ်သူမျက်နာမှထောက်တဲ့သူမဟုတ်ဘူးဗျအဲ့ဒီမှာသူ့ညီနဲ့မြားဒါလီကိုတစ်ဖက်လည်းနဲ့ပြန်ပြီးတော့အောင်သွဲပေးလိုက်ပြန်ဩဗျမြားဒါလီကလည်းစိန်ဒါလီကိုချိုးကျင်တဲ့သဘောပေါ့ဗျစိန်ဒါလီကွဲရမှာ စိန်ဒါလီယောက်ျားရဲ့တိတ်တိတ်ပုံကြာဇလန်ခင်းရတာကိုပဲစိန်ဒါလီရဲ့အပေါ်လက်စားရှိသလိုဖြစ်တာပေါ့အဲ့ဒါကိုစိန်ဒါလီကအညာမှာအငိတ်သွားကားစရာ ရှိတယ်ဆိုပြီးအိမ်ကထွက်သွားပြီးတော့မှတပတ်ကျော်ပြီး ပြန်ဝင်ဖမ်းတော့မိတာပေါ့ဗျာမိဘုံကဒီလိုဗျာမြတာလီနဲ့ကိုဖူးပြူကလက်ချင်းချိတ်ပြီးမော်ဘီဘူတာကနေယထာလန်တိုင်းရန်ကုန်ဘက်ကိုလမ်းလျှောက်လာကြတယ်ခြုံကောင်းကောင်းတနေရာတွေ့တော့ခြုံပေးဝင်ပြီးထိုင်ကြတယ်အဲ့တော့စင်တာလီကမြင်လိုက်တော့နောက်ကအตาကတ်လိုက်သွားပြီးသူခြုံလာတဲ့တပက်လေးတဲကိုယထာလန်ကကြောက်စရခဲတွေထည့်ပြီးတားလွှဲရိုက်လို့ကောင်းတဲ့အနေထားရောက်အောင်စီမံထားတော့တာပေါ့ဗျာအဲ့ဒီမှာ စိတ်ကြိုက်လက်ကြိုက်လက်ဆကောင်းကောင်းကြောက်ခဲထုတ်လေဖြစ်ရောယထာလံပိခြုံခွေမှာ လောကီတစ်ခုလုံးကိုမေးလျော့ထားပြီးတန်ဝါညှိဖို့အစပြိုးနေတဲ့ဟူဆုံတွဲရဲ့နောက်ကိုအတာကပ်ပြီးစိန်တာလီယသူ့လက်ထက်ကြောက်ခဲထုတ်နဲ့ဟိုနေရာလုံးရဲ့ခေါင်းကိုတစ်ချက်လွှဲပြီးရိုက်လိုက်တာခွက်ခွက်ဆိုတဲ့အတန်နှစ်တန်ကလွှဲပြီးဘာမှမထွက်ဘဲနဲ့နှစ်ယောက်စလုံးစီဝင်ချုပ်သွားကြတာပဲအဲ့တော့မှအလောက်နှလောက်ကိုစိန်တာလီက လူမမြင်အောင်ခြုံနဲ့ဆွဲသွင်းသွားပြီးသူလည်းပဲမပြန်သေးပဲနဲ့ခြင်တွေကိုစောင့်ကြည့်နေတယ်။ညမှလို့ပြည့်ရထားလာကနီမှာ အလောင်းတွေကိုရထားလက်ပေါ်ဆွဲတင်လိုက်တယ်။ပြည့်ရထားကဖြတ်ကျိတ်သွားရောဆိုပါတော့ဗျာ။အဲ့လိုကျိတ်သွားတဲ့အခါမှာညီဟီးတဲ့ရထားခုတ်တန်ကြီးဟာစင်တာလေးရဲ့ရင်ထဲမှာမပြေတဲ့ရန်ညို့အတွက်လက်စားခြေလိုက်အချင်းကိုအားပေးထောက်ခံတယ်လို့ခန်းစားလိုက်ရတယ်ဆိုပဲ။အဲ့ဒီမှာစင်တာလေးကသူ့ယောက်ျားကို ညတာလီနဲ့တဖက်လည်းအောင်သွယ်လုပ်ပေးခဲ့မှုတဲ့ကိုဖုပြူလည်းလက်စားချေလို့တဲ့စိတ်တွေပေါ်ပေါက်လာတာပဲအဲ့တော့ယထာချေလို့ပြတ်သွားတဲ့သူ့ယောက်ျားရဲ့လက်တဖက်ရဲ့ညတာလီရဲ့လက်တဖက်ရဲ့ကိုကောက်ယူလာပြီးတန်ဖြူဖုံးတဲ့ထက်စားရီပါရီသိစကူကတ်ပါဆယ်ထုတ်ပြောင်းလုပ်ပြီးတော့ကိုဖုမျိုးစီကိုလိမ့်စာကတ်ပြီးပို့လိုက်တာပြုတို့တို့ကိုသန်းပေါင်ကအထက်ကောင်မရှိပဲရှင်းပြသည်တို့ခါကျွန်ုပ်က ကိုတမ်းမောင်အလှဲ့တော့ပြီပြီဗျာကိုနေမောင်လည်းပဲကျန်တော့တယ်လှုပ်ဆက်မအောင်သူတို့ပြောလိုက်ရထွက်ကစာပလီနေမောင်ဒီရေခဲတော်တစိ့ secret တလေးကိုမိညိရှိုက်ဖွာရင်မိကိုများကိုမျက်နှာချက်ပေါ်စီသို့မှုတ်တော့ကလဝါတစ်ဖက်ကိုမြင်ကလေးကယောက်ျားတယောက်လက်နဲ့မိန်းမတယောက်ရဲ့လက်ဖြစ်ချောင်းသိဖို့တည်းကျုံအနေနဲ့တိတ်မခဲပါဘူးဗျာမိန်းမရဲ့လဝါကလည်းအပေါ်စားလက်သေးနီလေးတွေကိုစိုးထားတာထောက်ရင်တော့တောင်းအချိန်မင်းသမီးတူရဲ့ လက်ဖြစ်တယ်ဆိုတာစဉ်းစားဖို့မခင်ရပါဘူးအငိမ့်သမားလေးလို့တက်အပ်သေးချာစဉ်းစားနိုင်ဖို့ကတော့ပါဆယ်ထုတ်ကိုလက်ခံရရှိတဲ့ကိုဖူးညိုဟာအငိမ့်တောင်ဆရာတယောက်မဟုတ်ပါလားဗျာအထဲမှာကိုဖူးညိုအိမ်ရောက်တော့ရေကိုသုံးအောင်ဓာတ်ပုံမှာတယောက်ကိုဖဲထုတ်ထားတာတွေ့ရတယ်အဲ့ဒီဖဲထုတ်ခြင်းခံထားရတဲ့သူကလည်းပဲငိမ့်သမားတယောက်နဲ့လိုက်ပြေးတယ်ဆိုတာသိရတယ်အဲ့ဒီလူဟာကိုဖူးညိုရဲ့ညီအငယ်ဆုံးကိုဖူးပြူဆိုရလေတိရပြန်တယ်ဗျအဲ့ဒီထဲမှာကိုဖူးညိုရဲ့ပြောပြချက်အရာ သူညီအလက်ကိုဖုမျိုးဆိုတာလူရှုပ်သူချယ်လေလို့ဒီလိုဖြစ်ရတာဆိုတာသိရပြန်တယ်အဲ့ဒီအငိမ့်ထောင်ဆရာကိုဖုညိုရဲ့သူညီအလက်ကိုဖုမျိုးဟာလမ်းတလန်းနဲ့ရဲ့ဟိုဘထိတ်ဒီဘထိတ်မှာနေကြတယ်ဆိုတာလည်းသိရပြန်တယ်အဲ့တော့ပါဆယ်ထုတ်မှာကိုဖုမျိုးနာမည်ကိုရေးတာပဲဒါပေမဲ့ရေးတဲ့သူက M ဆိုတဲ့တလုံးနဲ့ N ဆိုတဲ့တလုံးစာလုံးကိုတိတ်ပိတအောင်မေးလိုက်ပြီးတော့ ဖူးမျိုးကိုပေးရမယ်ပါဆယ်ထုတ်ဟာ ကိုဖူးညိုစီကိုပါသွားတော့တာပဲပြီးတော့တာမွေစာတိုက်အနေနဲ့ကအငိမ့်တောင်ဆရာဖူးညိုကိုပဲတတိထမိမှာပေါ့ဗျာအဲ့တော့ပါဆယ်ထုတ်မှားပြီးရောက်တာလည်းပဲမဆမ်းပါဘူးတွေ့ခါရာစုပ်ကိုတမ်းမောင်ကထပ်မတော့ကိုနေမောင်ရဲ့မိန်ကလေးရဲ့လက်ဟာမြတ်တာလီရဲ့လက်ဖြစ်နိုင်တယ်လို့စိန်တာလီရဲ့လက်လည်းဖြစ်နိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မြတ်တာလီကသူကြိုက်တဲ့ယောက်ျားကိုမရတဲ့အတွက်လင်မယားနှစ်ယောက်စလုံးကို တတ်ပစ်ခြင်းတတ်ပစ်မှာမို့အဲ့ဒါကိုခမရကစိန်တာလီရဲ့လက်လို့မစင်းစားပဲမြားတာလီရဲ့လက်ဖျက်ရမယ်လို့ဘာကြောင့်အတိအကျစဉ်းစားနိုင်ရတာလဲတွေ့ခါစာပလင်းနှစ်မောင်က အတော့ကိုမေးတဲ့နဲ့မေးကုန်ပဲကိုသက်မောင်ရေဒါမဲ့ခမရတခုစဉ်းစားကြည့်ပါချက်အတွက်နာကြည့်လို့ရစက်ဆရာရှိရင်မပိုင်ဆိုင်ရသေးတဲ့သူက ရစက်ဖို့ခဲတယ်ဗျပိုင်မိသားကိုလွတ်လွတ်ဆုံးရှုံးတဲ့သူက ပို့ပြီးတော့နာကြည့်တတ်တယ် ရသေးတဲ့ရီးစားကိုဓာတ်နဲ့ထိုးတက်တာနဲပါတယ်ဗျ။ရာပြီးသားမရသူများနဲ့ပါရင်သာလှုပ်လိလှုပ်တာရှိတယ်မို့လား။အခုလဲမြားတာလီကဘူးပြူကိုရာသေးတာမဟုတ်ဘူးဗျ။အသက်ကိုလှုပ်ကြံရလောက်အောင်နားကြည့်ဖို့မရှိဘူး။စိန်တာလီကတော့သူ့လင်းလေဗျ။ဒီကိစ္စမျိုးမှာယောက်ျားတွေထဲမိန်းမတွေကပို့ပြီးတော့ဒိန်းတလေးနှက်ကြည့်တယ်ဗျ။တို့တို့ပြောလိုက်သေးသည်။ထွက်ခါကျွန်ုပ်ကဓာတ်နဲ့နေပါဦး။အိုင်းစေကျင်းမနဲ့ဘူတာတွေဝင်ပြီးရုံပိုင်ကြီးနဲ့ခမားတွေ့တာကဘာကိစ္စလဲ။ မော်ဝေဘူးတော်လှမ်းပြီးတော့မေးကြည့်တာပေါ့ဗျ။အဲ့ဒီတဝိုက်မှာပြီးခဲ့တဲ့တပတ်အတွင်းကယထာကျိတ်သေးတာရှိမရှိ မေးကြည့်တော့အလောင်းတွေကရုပ်ပြစ်ဆင့်ပြစ်ဖြစ်နေပြီးဘဲသူဘဲဝါဆိုတာမသိနိုင်ဘူး။ယထာကျိတ်သေးတဲ့အလောင်းနှလောင်းတော့ရှိခဲ့တယ်။မော်ဘီစေးုံကတကြိုလိုက်ပြီးလို့သိရတယ်။အဲ့ဒါသိရတယ်ဆိုရင်ပဲယထာကျိတ်လို့ပြက်ချောင်းကျုပ်သိပါတယ်။ပြီးတော့ဗျာမြမပြမရှိတဲ့မိယထာကျိတ်မှုတွေထဲမှာ မိမယောက်ျားဆုံးတွဲအခြေခံရတဲ့အမှုရဲ့လို့ဘယ်တစ်ခါမှကြားဘူးလို့လေဖြစ်တော်ဖြစ်ခဲ့ကိစ္စပါအဲ့တော့လူသက်သမဟာဒီဆုံးတွဲကိုတတ်ပြီးယထာလန့်ပေါ်တင်ထားမယ်ဆိုတာသိကြပါတယ်ဗျာတွေ့ခါကျွန်ုပ်ကအဲ့ဒီရန်ညွမျိုးကအတော့ကိုကြောက်ဖို့ကောင်းတယ်ဗျာဒူဒူပြောလိုက်ရာစာပလင်းနဲ့မောင်ကအညိုးဆိုရင်ဘယ်အညိုးများကြောက်စရာမကောင်းတာရှိလို့လေအိုက်ပြီးအမှန်ကတော့အညိုးအမှတ်မရှိခြင်းကို love မေတ္တာတရားလို့ခေါ်တယ်ဗျာ Oh, malah.